တရုတ်ယူနန်ပြည်နယ်ကအဖွဲ့ဝင်38ဦးပါဝင်တဲ့ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဟာမြန်မာနိုင်ငံကငလျင်တန်တင့်သူတွေကိုကယ်ဆယ်ရေးနဲ့ဆေးကုသရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ဖို့အတွက်မတ်လ29ရက်စနေနေ့နေ့နဲ့6နိုင်ခန့်မှာကုမင်းချောင်းရှိအပြည်ပြည်ဆိုင်ရာလေးစိတ်ကနေအသက်ကယ်ကရိယာတွေငလျင်ကျွတင်တတိပေးစနစ်တွေခီးဆောင်ဂျိုတုတွေနဲ့ဒရုန်းတွေအပါအဝင်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေစုစုပေါင်း112စုံကိုတည်ဆောင်ခဲ့ပြီးတော့မြန်မာနိုင်ငံကိုထွက်ခွာလာခဲ့တာဖြစ်ပါတယ်မတ်လ29ရက်နေ့ နက်9:30မိနစ်မှာတော့ရန်ကုန်အပီပီဆိုင်ရာလေးစိတ်ကိုရောက်ရှိခဲ့ကြတဲ့ကယ်ဆယ်ရေးစစ်ကူတမှုအဖွဲ့ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံရဲ့တန်ယုံယာယီတာဝန်ခံရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်တို့ကလေးစိတ်မှာကယ်ဆယ်ရေးအဖွဲ့ကိုကြိုဆိုခဲ့ကြပြီးတော့ကယ်ဆယ်ရေးအဖွဲ့ဟာပျက်စီးဆုံးရှုံးမှုများတဲ့နေပြည်တော်ကိုတွားရောက်ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ။တဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးတော့တရုတ်အစိုးရကထောက်ပံ့ရေးပစ္စည်းတွေကိုညှပ်တွဲခြင်းစုစည်းကမြန်မာနိုင်ငံအတွင်းကယ်ဆယ်ရေးလုပ်ငန်းတွေကိုချက်ချင်းစီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးတော့အရေးပေါ်ကူညီဖို့အတွက်၁၈နိုင်ငံအတွင်းမြန်မာနိုင်ငံကိုပထမဆုံးရောက်ရှိလာတဲ့အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါတယ်။